အရခတ်တက်တော် AA ဟာရခိုင်ပြည်နယ်တွင်းစစ်ကောင်စီဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးကိုမေလာထဲမှာထိုးစစ်ဆင်မှုတွေစတင်ခဲ့တဲ့သတင်းထွက်ပေါ်လာခဲ့ပေမဲ့လည်းရခိုင်မျိုးသိန်းထိုးစစ်တွေနဲ့မတူဘဲစစ်ရေးသတင်းချက်လက်တွေကိုအထူးရှုတ်ဝက်ထားပြီးယနေ့ချိန်ထိဗာကျင်ညာချက်မှာတည်ဝင်ထုတ်ပြန်ခြင်းမရှိပါဘူးဒီချိန်မှာကြောက်ဖြူမျိုးရဲ့အနောက်တောင်ဘက်10ကီလိုမီတာခန့်အကွာ မလာကျွန်းကျွာရှိတဘာဝတက်ငွေတန့်စင်စခန်းတွန်းပိုးဆက်ယုံတရုတ်ဆိုရပိုင်ပါဝါချိုင်းနာကုမ္ပဏီကတိစောက်လက်ပတ်နေတဲ့တဘာဝတက်ငွေတအားပြဆက်ယုံ China National Petroleum Corporation CNPC ကုမ္ပဏီရဲ့တဘာဝတက်ငွေပိုင်လိုင်းထိန်းချုပ်ပို့လို့စခန်းနဲ့ကဲ့ရဲ့တောင်ကုန်းပေါ်မှာရှိတဲ့စခန်းကုန်းကိုအေကမေလ29ရက်နေ့မှာ drone တွေနဲ့တိုက်ခိုက်ခဲ့တဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဲ့ဒီစခန်းမှာစစ်တကခန်းစစ်ကတုတ်ချင်းတွေခိုင်မာတိဆောက်တက်ဆွဲထားပါတယ်။အဲ့ဒီတိုက်ပွဲတွင်မေလ26ရက်နေ့မှာစစ်ကောင်စီတပ်နေပြူဝါမူဗိုလ်မှူးချုပ်အဆင့်တဦးတေဆုံးခဲ့ပြီးစစ်ဦးစီးမှုပထမတန်းဆင့်ဒုတိယဗိုလ်မှူးကြီးတူနဲ့တပ်ဖွဲ့ဝင်တချို့ကိုမေလ30ရက်နေ့မှာအေကဖမ်းဆီးရမိကြောင်းသတင်းနဲ့တပ်ပုံတွေကိုဒေတာတွင်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narendra သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ရုတ်တရက်ထွက်ပေါ်လာတဲ့ဒီသတင်းတွေကဘလို့သဘောဆောင်ပြီးမိသည့်လာရကိုညွှန်ပြနေပါတယ်။ AA ရဲ့ရခင်မြို့သိန်းစစ်စင်ရေးတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်ကြောက်ဖြူခြေဆိုင်စစ်တရဲစစ်စင်ရေးကိုကဲမှုအစစ်မြင့်ရာရှိတွေတည်ဆုံဖန်စီခံရတဲ့သတင်းတွေကကြောက်ဖြူမြို့ဟာ AA လက်အောက်အခြေမရွေးရောက်ရှိသွားနိုင်တဲ့ရှေ့ပြေးလက္ခဏာဖြစ်လာပါတယ်။နောက်ပြီးတဟာတေယိုအစိုးရရဲ့စိုးရိမ်ပူပန်မှုတွေကိုငယ်တိတ်ရောက်သွားစေနိုင်တဲ့သတင်းလည်းဖြစ်ပါတယ်။ အကြောင်းကတော့ရခိုင်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ကြောက်ဖြူမြို့ဟာမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေရဲ့ဘိုဟိုချက်ဒါမှမဟုတ်နှလုံးသားတစ်ဖွဲရေးပါနေပါတယ်ခုကမှာတော့တရုတ်နှလုံးသားကိုပြစ်မှတ်ထားတဲ့ကြောက်ဖြူထိုးစစ်ကိုပီကမြို့သိမ်းတိုက်ပွဲထီစစ်ရှိန်ညှင့်လာနေပြီလားဆိုတာစိတ်ဝင်စားစောင့်ကြည့်ကြရမှာလည်းဖြစ်ပါတယ် တရုတ်အကျိုးစီးပွားလုပ်ငန်းတွေကိုကာကွယ်ပေးဖို့တရုတ်စီမံကိန်းနေရာတွေနီးတောင်ဦးငယ်ပေါ်မှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုအင်ဂျီရဲ့ပတ်ခိုင်မှုဟာပေကျင်းမြို့တော်မှာရှိတဲ့တရုတ်ခေါင်းဆောင်တွေကိုစိန်ခေါ်နေတဲ့အောင်ရှိပါတယ်။တရုတ်အကျိုးစီးပွားကိုတက်ရိုက်ချင်းချောက်လိုက်တာကြောင့်အေးအေးရင်ဆိုင်ရနိုင်တဲ့တရုတ်ဖိအားတွေကအလိုရှိနိုင်ပါတယ်။ တရုတ်နယ်စပ်ချစ်ဆိုင်ကိုကန် MNDA တန်းထီနန်လီတပ်ဖွဲ့တွေနဲ့အတူတဲ့အားသာချက်တွေအေးမှရှိနေတာကတော့အမှန်ပဲဖြစ်ပါတယ်။ကျောပြင်းမြို့ဟာရန်နယ်ကျွန်းရဲ့မြောက်ပိုင်းမှာတရှိပြီးကျွန်းရဲ့တောင်ပိုင်းမှာရန်ပြေမြို့ရှိပါတယ်။2023ခုနှစ်အနွေမာလ23ရက်နေ့ရခိုင်ပြည်နယ်မှာစတင်ခဲ့တဲ့တစ်တုံညာနှစ်ကုန်စစ်စင်ရေးအတွင်းရန်ပြဲမြို့ကို3လကြာထိုးစစ်ဆင်ပြီးတဲ့နောက်2024ခုနှစ်မတ်လ17ရက်နေ့မှာအေအေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီချိန်ကလေးကရံပြဲမြို့သိမ်းတက်ကွဲပြည်ရင်ကြောက်ပြူမြို့ကိုဆက်လက်ထိုးသည်ဆင်လီမလားဆိုတဲ့စိုးရင်စိမ့်နဲ့မြို့ကန်ပြည်သူများပြားစစ်ပီးရှောင်ရဲကြဘူးပါလေစစ်ကောင်စီရဲ့2024ခုနှစ်အော်တိုဘာလတကောင်စင်းကောက်ယူမှုမှာကြောက်ပြူမြို့နယ်ရဲ့လူဦးရေကို9296ဦးသာဖော်ပြထားပါလေ2014ခုနှစ်တကောင်စင်းလူဦးရေမှာ36352ဦးလို့ဖော်ပြထားတဲ့တွေ့လူပေါင်း 9386ဦးယောနေနေပါတယ်။အဆိုအားပျောက်ဆုံးသွားတဲ့လူဦးရေဟာစစ်ကောင်စီဆင်းရဲမကောက်ယူနိုင်တဲ့အေးအေးထိန်းချုပ်ဒေသတွေမှာရောက်ရှိနေတာအခြားမျိုးတွေကိုပြောင်းရွှေ့သွားတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒီအစိုးရဟာကြောက်ဖြူမျိုးကိုတင်းယူနိုင်မှုထိုးစစ်ဆင်နွှဲနေတဲ့အေအေကိုဖိအားပေးလာပြီဖြစ်ပါလေ။မကြတဲ့ခင်ကလည်းလာရှုံမျိုးပေါ်ရက်ွက်တွေကိုဘူပန်တပ်ဖွဲ့ MNDA ကစစ်ကောင်စီလက်ထဲပြန်လည်လွှဲပြောင်းပေးခဲ့ရပါလေ ဒီအစိုးရရဲ့ပြစ်ခတ်ရစဲရေးစောင့်ကြည့်ရေးဖွဲ့ဦးဆောင်တဲ့အဲ့ဒီဖြစ်စဉ်မှာလာရှိုးမျိုးတီကိုတိုင်ကွင်းစင်ကြီးကျက်ဆောင်ရွက်ခဲ့တဲ့အာရှရေးရာဒုကိုယ်စားလှယ်တိတ်ရှိကျွင်းကမေလာပုံမိုင်းမှာပချင်လုံးမြောင်ရေးတက်မတော် KIA နဲ့ EE ကိုယ်စားလှယ်တွေကိုပြုံးနိုင်ငံမှာပြည်ဆောင်ခဲ့ပါတယ်။အဲ့လိုတွဲဆောင်ရမှာဒမွန်နဲ့ကြောက်ဖြူမျိုးကိုထိုးစစ်တွေဆက်မလုပ်ဖို့ဖိအားပေးခဲ့တဲ့ကြောင်း TRB သတင်းဌာနကဇွန်လ3ရက်နေ့မှာသတင်းဖော်ပြခဲ့ပါတယ်။ ကချင်ပြည်နယ်တောင်ပိုင်းဗမော်မြို့ဟာနိုင်ငံရဲ့အသက်သွေးကြောတစ်ခွေမြောက်ဖြားပိုင်းမှာတောင်ဘက်မြဝကျွန်းမော်တီမဟာပြူဟာကြကြဖြတ်သန်းစီးစင်းလျက်ရှိတဲ့ ERV မြေပြင်ကစေကန်းမြို့ကြီးဖြစ်ပါလိမ့်။အထက်မြန်မာပြည်ရဲ့ဒီစေကန်းမြို့ကိုတရုတ်နယ်စပ်မှာအတူဆုံးကုန်းတန်းချင်းနဲ့ရောက်ရှိနေပါလိမ့်။ဗမာမျိုးဟာတရုတ်အစိုးရရဲ့မြန်မာနိုင်ငံတွင်းရှိပိုလန်မှရပ်ဝန်းတဲ့လမ်းကြောင်း BRI စီမံကိန်းရဲ့မဟာဗျူဟာမြောက်ရေးပါတဲ့မြို့ဖြစ်ပါတယ်။ မမော်မြို့ကို KIA ထိန်းချုပ်နိုင်ရင်မြေရှားတထုတိုက်တွေဗိုလ်ချက်ဖြစ်တဲ့ပံဝါဒေတာကိုထိန်းချုပ်နိုင်တယ်လို့မျိုးတရုတ်အစိုးရနဲ့ဆက်ဆံရေးမှာချိန်ဝင်ရှာတိုးလာမှာဖြစ်ပါတယ်။ဒါပေမဲ့မမော်မြို့မှာတရုတ်ရဲ့ယင်းဒီမျိုးနယ်မှုတွေမြေပြင်မှာရှိမနေသေးပါဘူး။မမော်နဲ့နိုင်ရှင်ရင်ကြောက်ဖြူကတရုတ်အစိုးရတွေအိန္ဒိယသမုဒ္ဒရာတို့မဟာဗျူဟာထပ်ပေါက်ဖြစ်ပြီးကျောက်ပြင်းမြို့မှာဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးကြီးမာတဲ့ယင်းဒီမြို့နယ်မှုတွေရှိနေနေပြီဖြစ်ပါတယ်။ ဒီတွေဒီမျိုးနှမျိုးအပေါ်ပြည်အစိုးရရဲ့စိုးရင်ရေမဲ့ပွာခြားချက်ကိုမှန်းဆနိုင်ပါတယ်အဲဒါကြောင့်ဒေါ်လာဘီလင်နဲ့ချီတန်မှုကြီးမာတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအရှိရာကြောက်ပြူမျိုးကိုသိယူနိုင်ရေးအေးထိုးစစ်ခြေနေကိုပုံမသိရှိနိုင်ဖို့ Google App ညီပုံပေါ်မှာစစ်တပ်ရဲ့တရင်ကြီးနေရပြီးတရုတ်စီမံကိန်းနေရပြီးအနည်းဝန်းကျင်ကြေးရွာတချို့နဲ့တဘာဝတံငွေပိုင်လိုင်းကြီးဆောက်ဖြတ်တန်းသွားတဲ့နေရာတွေကိုထော်ထုတ်လေ့လာသုံးသပ်ကြည့်ခဲ့ပါတယ် မြေပြင်ကထွက်ပေါ်လာတဲ့တက်ကွဲသတင်းတွေပေါ်အခြေခံပြီးမြေပုံလေးလာတဲ့ရာရံပဲကျွန်းမြောက်ဘက်ဆုံးရှိကြောက်ဖြူမြို့ကိုကျွန်းရဲ့တောင်ပိုင်းရံပဲမြို့ဘက်ကနေ၎င်းကြောက်ဖြူမအီကားလန်းတိုင်းကြောက်ဖြူမြို့နယ်တွင်းမှာရှိတဲ့စနေမြို့ကနေ၎င်းအီကကြောက်ဖြူရဲ့ချက်ချာနေရာတွေကိုဝိုင်းပတ်ပိတ်ဆို့ထားပုံရပါတယ်။ဒါကြောင့်မင်းတရုတ်အထူးကိုယ်စားလှယ်တင့်ရှူခြင်းဟာအီခေါင်းဆောင်မိုင်းကိုတွစ်ဆုံပြီးကြောက်ဖြူထိုးစစ်ရက်တံမှုဖိအားပေးလာတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဇွန်လနေ့နေ့မှာညီနောင်မမိတ်သုံးဖွဲ့ဟာငင်းဘေးကဲစဲလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်ပြည့်ရဲဆဲခြင်းကိုဇွန်လကုန်ထိတိုးမြင့်ချောင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်နဲ့တရုတ်ထူးကိုယ်စားလှယ်တဲရှိကျွင်းရဲ့ထိုးစစ်တွေရပ်တန့်ရေးဖိအားပေးမှုသတင်းတွေက ရှေ့စဉ်နောက်ဆက်ဆိုသလိုထွက်ပေါ်လာတာဖြစ်ပါတယ်။အပြည့်ရဲ့ကြီးညာပြီးကြောက်ဖြူမျိုးမှာလက်တလော A ရဲ့ထိုးစစ်တွေရက်ဆိုင်ထားတယ်လို့ကြားသိရပါတယ်။ဒါပေမဲ့လည်း တညဝရီရေတက်ဌာနချုပ်အမှတ်30နှစ်ရက်တရင်ခလရ34နှစ်ပင်လယ်ပြင်ထဲရှိစစ်ရေရင်တွေကအေအတက်ရှိနိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်ရန်မြေကျွန်းတောင်ပိုင်းကိုကန့်လန့်ပြဲသွေတန်းတိဆောက်ထားတဲ့တဘာဝဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်းပေါ်လက်နက်ကြီးကြီးမတော်တဆကျရောက်ပြီးပိုက်လိုင်းပောက်ကွဲနိုင်တဲ့အခြေအနေမြင်မာတာကိုမြေပုံလေ့လာချက်ရမှန်းဆနိုင်ပါတယ်။ ရံပဲမျိုးကိုအေးသိမ့်ပိုက်ထားတာဟာတနည်းကျော်ရှိပြီဖြစ်ပါတယ်။ဒါပြင်ရံပဲကျွန်းမှာကုံလန်ထွက်ပေါက်ဖြစ်တဲ့ကြောက်ဖြူမအီတောင်ကုတ်ဝေပြေကလန်၊ကြောက်ဖြူမအီအန်းဝေပြေကလန်အန်းနဲ့တောင်ကုတ်မျိုးတွေကိုအေးကသိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်ကြောက်ဖြူဟာအေးတက်ဖွဲ့တွေဝင်းရံပေးဆိုခြင်းခံထားရတဲ့တွေ့ရေလန်းထွက်ပေါက်နဲ့လေချောင်းလန်းတာရှိတော့တာဖြစ်ပါတယ်။ ကျောက်ဖြူထိုးစစ်မတိုင်ခင်ထိမြို့ပေါ်ရှိစစ်ကောင်စီရဲ့ခမရ902နဲ့903နဲ့ခလိုက်ရ34တရင်တွေရဲတရင်32နဲ့တခိုင်ကံဦးရန်လုံကြုံရေးအကြီးဆုံးရဲတပ်စခန်းဖြစ်တဲ့ဒညဝရီရဲတပ်ဌာနချုပ်တို့ဟာကျောက်ဖြူမြို့အေအေလက်အောင်မကြောက်စေရေးတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကိုကာကွယ်ရေးခန်းစစ်အနေထားနဲ့သာရှိနေခဲ့ပါတယ် ရခိုင်ကပြုလုပ်ခဲ့တဲ့ရံပြဲမျိုးပြန်လည်သိမ့်ပိုက်ရေးကြီးရေလေတံမြန်ထိုးစစ်တွေဟာလည်းမအောင်မြင်ခဲ့ပါဘူး။ကြောပြူထိုးစစ်ဟာတက်တန်း16နှစ်သာရှိသေးတဲ့ AA တပ်ဖွဲ့အတွဲစစ်ကောင်စီနဲ့တရုတ်အစိုးရကိုတပြိုင်တည်းထိုးစစ်ဆင်တယ်လို့မျိုးဖြစ်နေပါလေ။တကယ်လို့ AA ဟာတရုတ်ပြည်အားကိုဂယုမဆိုင်ဖဲကြောပြူမျိုးသိမ်းထိုးစစ်ကိုဆက်လက်ဆင်နွှဲမယ်ဆိုရင်ဒါဟာ 2020ခုနှစ်ဆက်နာသိမ်းပြီးနောက်ပိုင်းတရုတ်အကျိုးစီးပွားကိုကြီးကျယ်ဆုံးထိခိုက်စေမဲ့စစ်ပွဲကြီးဖြစ်လာနိုင်ပါတယ်။အလားတူကြောက်ပြုံမျိုးကိုအေးသိမ်းပိုင်းနိုင်မယ်ဆိုရင်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့တရုတ်ကောင်းဆောင်တွေအကြားဆက်ဆံရေးပေါ်ကြီးမားတဲ့အကျိုးတရားမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ရုရှားခီးစဉ်တွင်တရုတ်သမ္မတရှီကျင်းဖင်ကမင်းအွန်လိုင်းကိုတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေကိုအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ မင်းအောင်နိုင်ကလည်းတက်နိုင်ဆုံးကာကွယ်ပါမယ်လို့ဂရီပေးခဲ့ပါတယ်။ကျောပြူကိုစစ်ကောင်စီတက်လက်လွတ်လိုက်ရမယ်ဆိုရင်မခံမနိုင်တဲ့တရုတ်ဖိအားတွေကိုမင်းအောင်လိုင်းရင်ဆိုင်ရနိုင်ပါတယ်။ကျောပြူထိုးစစ်အားဧကောင်းဆောင်ထုံးမြနိုင်ရဲ့ခေါင်းဆောင်မှုကိုကြီးမားဆုံးစမ်းသပ်မဲ့စစ်ပွဲဖြစ်လာပါလိမ့်မယ်။လာရှိုသင်္ကန်းစာကိုရယူထားပြီးဖြစ်မယ်လို့ယုံကြည်ရတဲ့ပိုချုပ်ထွန်းမြတ်နိုင်ဟာကြောက်ပြူထိုးစစ်တာအောင်းနိုင်နေဆိုရင် တရုတ်ပြည်အကိုပြက်သားစွာအန်တုဆန့်ကျင်နိုင်တဲ့တိုင်းသာတော်လှန်ရေးလက်နက်ကင်ဖွဲ့စည်းဖြစ်ရဲ့ဇခိုင်းပြည်သူတွေသာမကတနိုင်ငံလုံးရှိပြည်သူတရလုံးရဲ့ဒေသဂုံပြုမှုနဲ့တူလက်နက်ကင်တော်လှန်ရေးရဲ့တက်ဦးမြာမှဥဆောင်မှုခန့်ကန်တာကိုရယူနိုင်တဲ့တီတက်လန်းလာနိုင်မှာဖြစ်တဲ့ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ညာ